ဘဝမှာလူတိုင်းလူတိုင်းကောင်းတာတွေလုပ်ရတာနဲ့အဆိုးတွေကြုံတဲ့အခါမှာကိုယ့်ကိုပြန်ပြီးတော့ဖြေစေရမယ်အကျွေးဆက်နေရတယ်လို့သဘောထားအကျွေးဆက်နေတဲ့ဘဝမှာ အကျွေးမထက်ဖို့ကကိုယ်ကတတိကတ်နမ်မတော်မဲနုအသက်ခံရကနေသူ့ဆရာသမားဗမောဆရာတော်ကြီးသွားပြီးတော့ဖူးတော့ဆရာတော်ကြီးကရှင်မယားတပည့်တော်အသက်ခံရတော့မယ်ဖေယားဆရာတော်ကြီးကအားပေးတယ်မဲနုရေအကျွေးပါရင်တော့ဆက်လိုက်လို့ပြော အားပေးတဲ့အကျွေးပိုင်းဆက်လိုက်အကျွေးအကြည့်အောင်ဆက်ခိုင်းတော့။ရောင်ကိုတွေမှာအကျွေးတွေအကျွေးတွေကအကျွေးထဲမှာဘာအကျွေးမှမကောင်းတာကံအကျွေးကအဆူဆုံးပဲ။နော်ကံအကျွေးတွေပါလာတဲ့အခါမှာအဲ့ဒီကံအကျွေးကဆက်ကိုဆက်ရမှာဖြစ်တဲ့အတွက်အကျွေးဆက်ရင်အကျွေးမထက်ဘူး။ကိုယ့်ရဲ့အလုပ်တွေမှာအရန်တရိထားရတယ်။လူမှာအာဟုတုကတာမန်အာဟုတုနဲ့မတူတဲ့ဝိကျွေးပါတဲ့အာဟုတုဆိုရင်အဲ့ဒါဝိကအမြဲတမ်းလိုက်သွားတော့ အမှန်အကုသိုလ်ဆိုတာမသိလို့လုံမိလိုက်တဲ့ရုတ်တရက်လုံမိလိုက်တဲ့အကုသိုလ်ကတော့အကုသိုလ်တော့ပဲ तू ကဝိမလဲဘူးဆိုကြတော့စေတနာပါပါနဲ့ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တဲ့အလုပ်မျိုးကြတော့ဝိဝိဖြစ်သွားလို့ရှိရင်အဲ့ဒါအကုသိုလ်ဝိကျွေးဖြစ်သွားရင် तू ကဆက်ရတော့တာ तू ကြောင့်ခြေဖြက်လို့မရတချို့တချို့အကုသိုလ်လေးကြတော့ तू ကဟိုဒီတမင်ငါရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ပဲနဲ့လုပ်တဲ့အခိုက်အတန့်မှာစေတနာပါလို့အကုသိုလ်ဖြစ်ပေမဲ့ तू ကဟို ဝိကျွေးသဘောမျိုးမဖြစ်ဘဲနဲ့အဲ့အာကုသကုတ္တကံအားကြီးရင် तू ကကောင်းတာလေးတွေနဲ့ပြန်ပြီးခြေဖြတ်လို့ရတယ်လူတွေမှာတခါတခါကောင်းတာလုပ်ရင်းနဲ့အာကုသတွေတွဲနေတာလည်းအများကြီးရှိတယ်ဘိုးတော်ကဟိုစာလေးတစ်ပုဒ်ဘုန်းကြီးရေးဘူးတယ်ကုတ္တနဲ့အာကုသမှာအားကြီးတာကိုရွေးချယ်လို့မရတော့ဘူးလွန်ဆန်လို့မရတော့ဆိုအားကြီးတာကိုရွေးချယ်ရတယ်အာကြည့်တဲ့ဘေဟာကပုံအင်အားကောင်းလဲကုတ္တဝံအင်အားကောင်းနေအာကုတ္တလေးရောဥပိ္ပခာပြူရတာရှိတယ် တခါတခါဥပမာအပြင်ဖရာကျောင်းဆောင်ဖရာကျောင်းဆောင်ကိုတန်ရှင်းလုပ်တဲ့အခါပဲဖြစ်ဖရာကျောင်းဆောင်တန်ရှင်းလုပ်တာအဲ့ဖရာကျောင်းဆောင်မှာတွေ့နေတဲ့ပင်းကူအိမ်လေးတွေအမြင်လေးတွေရှိတာပဲသူတို့လည်းအတိုက်အမြုံပဲအဲ့မဲ့အဲ့တန်ရှင်းလို့ရင်အဲ့ပင်းကူအိမ်လေးဖျက်ရတာပင်းကူအိမ်ဖျက်တာအကုသိုလ်ပဲဒါပေမဲ့ဖရာကျောင်းဆောင်တန်ရှင်းစေခြင်းနဲ့ကုသိုလ်စိတ်ကအားကြီးတဲ့အခါကျတော့ မဖြတ်ကျင်ဖြတ်ကျင်နဲ့ဖြတ်ရတဲ့အကုသိုလ်လေးတွေကအသေးဖွဲလေးတွေဖြစ်တယ်အသေးဖွဲလေးဖြစ်တာဒီဘက်ကကုသိုလ်အားကောင်းရင် तू ကအဟောတိကံအကျိုးမပေးတော့ပဲအဟောတိကံလေးတွေဖြစ်သွားရင် तू ကကံကြွေးမပါတချို့ဟာတွေကြတမင်ကရွယ်ချက်ရှိရှိကိုတတ်ချိန်စားပြီးတော့တတ်မယ်တေချာအာနာနဲ့ခိုင်းပြီးတော့တတ်မယ်တေချာကိုတိတိကျကျခိုင်းပြီးတော့တတ်မယ်ဆိုတော့ဒါရွယ်ချက်တွေရှိရှိနဲ့လှုပ်လာပြီးဆို तू ကအဲ့ဒါဆိုရင်တော့ဝစ်လိုက်သွား ရှင်မမောက်ကလမတေကြီးရွေချက်ရှိရှိ မျက်စိမမြင်တဲ့သူ့အဖေအမေအရင်ခောက်ခောက်ကြီးတွေကိုမျက်စိမမြင်တော့သူကတခြားသူကိုပတ်စံပေးပြီးတော့အဲ့ဒါတခိုးဓမြပုံစံဟန်ဆောင်ခိုင်းပြီးတော့တမင်ကရွေချက်ရှိပစ္စည်းတွေယူပြီးလုခိုင်းတတ်ခိုင်းအဲ့ဒီအကုသိုလ်ဝေကြီးရနောက်ဆုံးဧတရေရတဲ့ဘဝအက္ခတာဝကဖြစ်ရှင်မမောက်လာတကူတော်အရာဧတရေရတဲ့အခိုက်အတန့်မှာသူကလိုက်ပြီးတော့အသက်ခံရတယ်။၃ချိန်လောက်တော့သူရှောင်သေးတယ်။ တကိုးတွေနဲ့ထွက်ထွက်သွားတာတကိုးတွေကနောက်ဆုံးတော့အတိတ်ဝေကြွေးရှိတယ်မဖြစ်တော့ဆက်မရမယ်ဆိုနောက်ဆုံးတော့တကိုးနဲ့မရှောင်တော့ဘဲနဲ့ခိုးသား900အသက်ခံပြီးတော့ပြိနေပန်ပြုတ်သွားတာအကျွေးကိုဆက်ပလိုက်တယ်เนาะအကျွေးဆိုတာကြည်အောင်ဆက်ရတာဖြစ်တဲ့အတွက်ကြောင့်ကိုတွေမှာလည်းပဲပစ္စုပန်မှာအကျွေးတွေအများကြီးရှိတယ်အတိတ်ကလှုပ်ခဲ့တဲ့အကျွေးတွေရဲ့ဟိုဒီပစ္စုပန်မှာမဟုတ်တာလုံးမီးလို့ဖြစ်ပေါ်လာတဲ့အကျွေးတွေအများကြီးရှိတဲ့အခါကျတော့အဲ့ဒီအကျွေးတွေမှာ ကိုကတခါတခါအဆင်မပြေတယ်လှုပ်တိုင်းမဖြစ်တာတွေရှိတဲ့အခါမှာလေအကျွေးဆက်နေရတဲ့ကိုဘွားကိုဆင်ကျင်ရအောင်။အော်ငါအကျွေးဆက်နေရတာ။အဲ့လိုတွေးပြီးတော့အကျွေးဆက်ရင်အကျွေးမထက်အောင်ပဲကြိုးစားတယ်။